ဂျပန်နိုင်ငံကိုကာလာတိုဗီဇာရှောက်ထားပြီးတွားရောက်ကဝင်ဝင်ရရှိတဲ့အလုပ်လုပ်ကိုင်မာကဂျပန်နိုင်ငံအတွင်းမှာရာဇဝတ်ပြမှုအဖြစ်အပြစ်ပေးခံနိုင်ရတယ်လို့ရန်ကုန်မှာရှိတဲ့ဂျပန်တန်ယုံကအသိပေးထုတ်ပြန်ထားပါတယ်။ကာလာတိုနေထိုင်နေဆိုတာဟာဂျပန်နိုင်ငံရဲ့လူဝင်မှုကြီးကြပ်ရေးနဲ့ ဒုက္ခတွေရဲ့အတိအမှတ်ပြည့်ရဲ့ဥပဒေအရဂျပန်နိုင်ငံမှာကာလာတိုနေထိုင်ဆောင်ရွက်ရတဲ့အလယ်အပတ်ကျမ်းမာရေးအတွက်အနားယူအပန်းဖြေတာအာဂဇာဆွေမျိုးသားချင်းအတိမိတ်ဆွေတွေထံအလယ်အပတ်သွားတာလိလာရင်တင်းနဲ့ဒါမှမဟုတ်ဆွေးနွေးပွဲအတွက်တက်ရောက်တာလုပ်ငန်းပိုင်းဆိုင်ရာဆက်သွယ်ဆောင်ရွက်တာတွေအတွက်သာဖြစ်တယ်လို့ဆိုပါတယ်။ဒါကြောင့်ဂျပန်နိုင်ငံမှာနေထိုင်မယ်ဆိုပါက ဝင်ငွေရရှိနိုင်တဲ့အလုပ်လုပ်တာတွေကိုလုံးဝခွင့်မပြုဘဲချိုပေါက်ပါကဂျပန်နိုင်ငံအတွင်းရာဇဝတ်ပြစ်မှုအဖြစ်အပြစ်ပေးခံနိုင်ရတယ်လို့အသိပေးထားပါတယ်။ကာလာဒိုဗီဇာလျှောက်ထားရမှာလဲမန်ကန်နဲ့ဆော်ရက်စာတန်းတွေကိုသာတင်ပြရန်ဗီဇာလိမ်လဲလျှောက်ထားတာမျိုးမပြုလုပ်ဖို့အသိပေးထားပြီးစစ်ဆေးတွေ့ရှိပါကဗီဇာထုတ်ပေးမှာမဟုတ်ဘူးလို့ရန်ကုန်မှာရှိတဲ့ဂျပန်တန်ယုံကကြေညာထားပါတယ်။ ဒါအပြင်ဗီဇာလိမ်လည်လျှောက်ထားသူနဲ့လျှောက်ထားမှုကိုကူညီပေးတဲ့ကုမ္ပဏီအဖွဲ့အစည်းတွေကိုနောက်နောက်မှလျှောက်ထားလာပါကဘလို့ဗီဇာလျှောက်ထားမှုမျိုးကမဆိုအရင်ကမလျှော်ကန်တဲ့ဖြောက်ထားမှုပြုလုပ်ခဲ့ကြအောင်မှတ်တမ်းဝင်ထားတာရှိရင်ကြီးမားတဲ့အကျိုးသက်ရောက်မှုကိုဖြစ်ပေါ်စေမယ်လို့လည်းဆိုပါတယ်အလုလုတာကြောင်းတက်တာစားတဲ့ရွေးချက်နဲ့ဂျပန်နိုင်ငံကိုကာလလတ်ကာလရှည်တွားရဖို့ဆန္ဒရှိသူတွေဟာဂျပန်နိုင်ငံ လူဝင်မှုနေထိုင်ခွင့်ကြီးကြပ်ရေးဌာနမှကြိုတင်ပြီးတော့ကာလရှည်နေထိုင်ခွင့်လက်မှတ် COE ကိုရယူပြီးမှသာဗီဇာလျှောက်ထားရမယ်လို့ဂျပန်တန်ယုံကအကြံပြုထားပါတယ်။